။ ERI Time သတင်းဌာနရဲ့အောက်တိုဘာလ၄ရက်တမနင်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။ကျောင်းကုန်းမြို့မှာဆေးပေးဆောင်တွေကိုရွေးကောက်ပွဲမဲထဲဖို့တတိပေးနေပါတယ်။အပူပိုင်းမုန်တိုင်းမတ်မို့အချိန်ကြောင့်လာမယ့်၂ရက်အတွင်းမြဝကျုံမော်ဒေတာတွေမှာမိုးတစ်ချုံရွာပါမယ်။ကမ္ဘောဒီးယားမှန်ဟောင်းကိုလုံးကျန်တက်ဖြတ်တဲ့တနက်သမားကိုထိုင်းတရားရုံးကထောင်နှံတသက်တကျွန်းချမှတ်ခဲ့ပါရယ်။မင်းနဲ့မြို့ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်တဲ့အတွက်အရက်သားသုံးပြင်းထန်တန်ရာရခဲ့ပါရယ်။ တိုက်ပွဲပြင်းထန်လာမှုကြောင့်စစ်ကောင်မရှင်တပ်ကခြေမြန်တပ်မတွေကိုနယ်မြေကန်ခြေလင်းတပ်မတွေဖြင့်ပြောင်းလဲဖွဲ့စည်းအသုံးပြုခဲ့ပါတယ်စစ်ကောင်းဆောင်မရောက်လိုက်တဲခိုရ မန္တလေးလပခကို short တိုက် drone နဲ့တိုက်ခိုက်ခဲ့ပါတယ်ရွေးကောင်ပွဲနှောက်ရက်သူတွေလို့ဆိုပြီးစစ်ကောင်မရှင်ကကလေးတငယ်ပောင်းဝင်ပြည်သူ64ဦးကိုဖမ်းဆီးထားပါတယ်ယူကရိန်းကိုတူမာဟော့ဒုံးကျည်တွေထောက်ပံ့မှာကရုရှားအမေရိကန်ဆက်ဆံရေးထိခိုက်မယ်လို့ပူတင်သတိပေးလိုက်ပါတယ် ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးရေးစစ်ကော်မရှင်ကိုဖိအားပေးဖို့တရုတ်ကိုခင်အဲရစ်တောင်းဆိုခဲ့ပါတယ်